အားလုံးပဲမင်္ဂလာပါရှင်ဆ ਿਆ မဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့အိမ်မက်ခိုးတဲ့ညတွေဆိုတဲ့ဝတ္ထုရှိကိုဇသိမ်းမိုင်းနေနဲ့ဖပြပေးမှာဖြစ်ပါတယ်ရှင်အခန်း၈ကလေးများစာမေးပွဲပြီးတော့နေ့ကလေးများသာမက ကျမပါလွတ်လပ်ပေါ်ပါပျော်ရွှင်နေမိတော့နေ့ကိုဖြူကကျမထံသို့ဖုန်းဆက်လာလေသည်ပန်းမြက်ရီနင်းကလေးတွေစာမေးပွဲပြီးပြီလားတဲ့ပြီးပြီကိုဖြူရီအားပါပြီဆိုတော့ ငါခဏလာခြင်းလို့လာမင်းရှိလားတဲ့လာမင်းကညနေမှပြန်လာမှလေကိုဖြိုးရဲ့ခုချိန်မှတော့ तू မရှိသေးဘူးအေးကောင်းတယ် तू မရှိမဲ့အချိန်ရွေးဆက်တာခဏနေရောက်မယ်နော်ညီမလေးဟုပြောကဖုန်းချသွားသည်ဟုတ်တော့ဗာများပါလေကိုဖြိုးတယောက်ကတခါတလေမှအတိရခံလာသည်ဟိုတခါလဲဗာမပြောညာမပြောနှစ်ယောက်လာပြီးလာညီတို့နှစ်ယောက်လုံးကားပေါ်တက်ဟုခေါ်သွားကတီဗီတလုံးကိုမပြောမစိုးဝဲပေးဘူးသည် ခုလဲလာမင်းမသိအောင်ဘာများအဆန်းလုံးမှာပါလိမ့်ဟုကျမတွေးနေမိစဉ်သူကရက်တန်းကိုကြားလိုက်ရသည်ညီမနေညီကြောင့်ကိစ္စတွေအားလုံးပြီးသွားပြီလားဟုတ်ဒီနေ့မနေ့ပဲစာမေးပွဲတွေအားလုံးပြီးသွားတာကိုဖြူကလေးအားလုံးဘေးမသိရန်မခအောင်ဆူတောင်းလိုက်ရတာမဖြစ်နိုင်ပါဆိုလို့လဲမောလိုက်ရတာခုမှပဲအသက်ဝဝရှူနိုင်ပါတော့တယ်เอ๊ะงาဖြင့်เบิกတောင်စပြီးပြောရမှန်းမသိတော့ဘူးဟာဟုတ်သူကနေလေးပင်မင်းဆိုသည် ဟုတ်တော့ဘာများမို့ပါလဲသူ့ဏီတန်းပြိုးပုံကြီးကလန့်เสียပန်းမြက်ရဲ့မပြောလို့ကမဖြစ်ဘူးဆိုတော့ပြောမယ်နင်စိတ်တော့ခိုင်ခိုင်သာနင်ပြီးမှငါတို့အားလုံးဝိုင်းပြီးမှဟူဆိုတော့မှပြောမှပြောစမ်းမှအကိုရာ နားထောင်ရတာရင်းနှောင်းတုံနေဘာများလဲကျမမလည်းမကြရဲသောစကားမျိုးမဖြစ်ပါစေနဲ့ဟုလန်းလန်းထိတ်ထိတ်ဆူတောင်းရင်းနားဆွင့်ရပါသည် နင်နာမင်းကတော့စေးတုံးနေပြီး ူသူကဟောတိုင်းတိုင်းပြောချလိုက်သည်။အိုးမြတ်စွာဘုရားဟုတ်ပါမလားဟုတ်နိုင်ပါမလား။ဒါမင်းကဒီလိုလုံးမဲ့လူမို့လား။ကိုဖြိုးရဲ့ဟုတ်ရောဟုတ်ရဲ့လားဗျာဘယ်ကကြားလာတာလဲ။ကျမမယုံနိုင်လို့တော့ကြောင့်ထမင်းမိသည်။သူကငိန်သက်တွေဝေလျက်ယုံမာငါညီမရဲ့ငါကိုသူကိုယ်တိုင်ဝန်ခံတယ်။ဟိုလေညီတို့စကားများတဲ့ညကသူငါစီရောက်လာတယ်။လာလာချင်းတော့ဘာမှမပြောဘူးမျက်နှာတော့မကောင်းဘူးပေါ့။ ငါကဟတ်ကောင်ဘာဖြစ်လာတာလဲဇူမီမအဖြစ်ကိုဖွင့်ပြောတယ်ငါတို့လည်းအိမ်မှာနည်းနည်းပါးပါးတောက်ဖြစ်ကြတယ်ပေါ့သူကတိတ်တောက်တဲ့ကောင်လေနည်းနည်းတောက်တော့ညာများမူပြီးသူခံစားရသမျှကိုအန်ထုတ်တော်တာပဲပြောရင်ပြောရင်ပေါ်သွားတာဟုဆိုပါသည် သူကနင်းကိုဒီเจ้าမှာဆက်နေမှာအလွန်ဆိုနင်းကလည်းနင်းเจ้าမှာနင်းနင်းကလေးတွေမှနင်းကလေးတွေဖြစ်နေတော့သူကသူ့အမေနဲ့တိုင်ပင်ပြီး ပထမဆုံးဒီเจ้าမှာမနေဘဲတခြားနေရာမှာနေဖို့ ရင်ဆုံးစီစဉ်လားနင်ကလည်းမခံဘူးဆိုဟုလဲမေးသည်ကျမမမနေတာတော့ပဲအစမဆုံးနိုင်ရှင်းပြရသည်ကိုဖြိုးကသူ့တငယ်ချင်းပဲမှရက်ဒီလူကရက်ဒီပြီတော့ကျမ၏ရင်ထဲမှာနင်းနေနေနေစိုက်ဝင်နေသောခီဤစူးညောင်များကိုပြောပြရသည်ကလေးများကိုကျမဘာကြောင့်အေးဆိုင်နေရကြောင်းကိုလည်းရှင်းပြပါသည်ကိုဖြိုးကတေချာစွာနားဆိုင်ထောင်သည်နင်းဘက်ကလည်းမမှားပါဘူးဟာ ဒါပေမဲ့သူကနင်းကိုချစ်တာကိုနင်းအဲ့ဒီနေရာမှာတစ်ခုခု ဖြစ်သွားမှာတော့စိုးတယ်လို့တော့ငါ့ကိုခဏခဏပြောဘူးတယ်။ဆိုရင်နားနဲ့စီးသုံးတာဘာဆိုင်လို့လဲကိုဖြိုးရ။သူပြောတာကတော့သူငွေလိုတယ်တဲ့။တခြားနင်းလည်းမရှာတတ်သလိုရှာလည်းမရှာခြင်းဘူးတဲ့။ဒီလိုအချိန်မှာသူ့လုပ်ငန်းကလည်းအောင်မြင်လာတယ်တဲ့။သူ့လုံနိုင်လုံနိုင်တလောက်ရတယ်ဆိုတော့သူ့မှာအချိန်လိုလာတယ်။မိဖဲတဲတဲကြွားကြွားလုပ်ချင်းဒါကောင်းတယ်လို့တယောက်ကပြောတဲ့။သူတို့အဖွဲတွေကလည်းတချို့တုံးကြတယ်။ ဘာမှမသုံးမဲ့အလုံးလုံးတော့သုံးတဲ့လူတွေကိုမှီအောင်မလုပ်နိုင်ဘူး။နောက်တော့သုံးကြည့်မယ်။မစွဲခင်ဖြတ်မယ်ဆိုပြီးသူလိုချင်တဲ့အတိုင်းအတာတစ်ခုကိုရရင်ဖြတ်မယ်ဆိုပြီးတော့သုံးပြတယ်လို့ပြောတာပဲ။ခတ်လိုက်တာဗျာ။အဲ့ဒီအကြောင်းပြချက်တွေကအရာမဝင်ပါဘူး။အဲ့ဒီကိစ္စတွေကမစွဲနိုင်ဘူးလို့ပြောရုံနဲ့ပြီးသွားတာမှမဟုတ်တာလေ။မထင်မှတ်တဲ့အနေရည်အများကြီးရှိတာသူသိပါတယ်။သူလက်တကမ်းမှာတောင်အဲ့ဒီဆေးတွေကရှိနေပြီလား။ဒီလောက်တောင်လွယ်လွယ်ရနေပြီလားအကို။ မမင်းနဲ့ငါညီမကြီးနင်မသိတာတွေအများကြီးရဲ့ဒုက္ခပါပဲကိုဖြိုးရဲ့ပန်းမြက်ဖြင့်ဘာလို့ရမှန်းတော့မသိတော့ဘူးအင်းငါလည်းစဉ်းစားတယ်နင်လည်းတာဝန်နေနဲ့မအားမှန်းသိနေတော့ မပြောရတာလည်းပါတယ်စဉ်းစားရင်းနဲ့ပဲနှစ်ပတ်လောက်တောင်ကြာသွားတာဒါမျိုးဆိုတာကလည်းစွတ်လုံးလို့မရနိုင်ဘူးလေသူကလည်းဖြတ်တော့မှာပါလို့တော့ပြောပါတယ်သူစိတ်သူနိုင်နေတဲ့မလွယ်ဘူးကိုဖြိုးရာ စိတ်ကိစ္စကိုရှော့တွက်လို့မရဘူးနော် သူ့စိတ်ကိုဘလောက်နိုင်ပါလဲဆိုပေမဲ့ခုတောင်သူ့စိတ်တွေဟာမူမှန်သေးရဲ့လားမသိဘူး။သူသုံးနေတာဘလောက်များတော့ကြာခဲ့ပြီလဲမသိဘူး။သူ ပြောတာကတော့၄-၅လောက်ပဲရှိသေးတာတဲ့။အလုပ်တွေအများကြီးလုပ်နိုင်ခဲ့တယ်တဲ့။ခက်တာကနင်းကိုသူက မသိစေချင်ဘူး။ငါ့ကို တန်တန်တားတယ်မပြောပါနဲ့တဲ့။နင်းစိတ်ဆင်းရဲမှစိုးလို့တဲ့။ပယ်မြက်ကတော့စိတ်ဆင်းရဲရုံမကဘူး။ငါ့ကိုအသေးသာတတ်လိုက်ပါတော့လို့ပြောချင်တော့တာပါပဲဗျာ။ဒီလိုတော့လည်းမဟုတ်သေးဘူးလေညီမရဲ့ဖြစ်ခဲ့ပြီ။ ဒီပေါ်မှာအကောင်းဆုံးပြုပြင်ပေးကြဖို့ပဲမဟုတ်လားသူကစိတ်လိုလိုက်ပြီးသုံးတာမှမဟုတ်တာသူပြောသလိုဖြတ်နိုင်မှာပါလွယ်မလားကိုဖြိုးရပန်းမြက်ဘူးတာလေသူမဖြတ်နိုင်မှာကိုမဟုတ်ဘူးသီလားသူ့ထဲမှာအကြောင်းတစ်ခုခုနဲ့ဆုံပြီးလက်ဝဲမိတာဆိုတာမျိုးကိုစိုးရိမ်တာဒါဆိုသွားပြီပန်းမြက်တို့ဘာဆိုဘာမှလုံနိုင်ကြတာမဟုတ်ဘူးပန်းမြက်တို့မှာဘာနောက်ခံမှမရှိဘူးတာမန်လူတွေအတွက်ကတော့ဥပဒေတွေဟာမထင်မှတ်လောက်အောင်ကိုအပြစ်ကြီးမယ်နော်ဟိုထဲမှာနေပြီရော့နှစ်ပေါင်းများစွာ အညွန့်ကျိုးပြီးအေးဟုတ်ပါတယ်ဟာငါလည်းဒါကိုပဲပို့ဘူးတယ်မြင်မြန်ဖြတ်မှရမယ်ပတ်မြန်ဘာလို့ရမလဲဟင်ကိုဖြိုးလောလောဆယ်တော့ဘာမှလုပ်လို့မရသေးဘူးထင်တယ်ညီမရဲ့ငါခုလာပြောတာလဲနင်သူ့ကိုနားလည်ပေးဖို့နဲ့သူဖြတ်နေတဲ့အချိန်မှာနင်ကဖေးဖေးမမနှစ်သိမ့်ပေးဖို့ဟုတ်ကဲ့ပါပတ်မြန်နားလည်ပါတယ်သူ့ကိုအပြစ်လည်းမမြင်ပါဘူးဘလို့ပဲဖြစ်ဖြစ်ပါဒါပေမဲ့ဖြတ်နေတဲ့အချိန်မှာလဲခံစားကြရတယ်ဆို စေချောင်သားတို့ဘာလို့ဆိုရင်ရောသူစိတ်ကိုသူနိုင်မှာမို့လားအင်းဟုတ်တယ်ငါတို့လည်းအတွေ့အကြုံမရှိတော့မှန်းရခဲ့တယ်ပန်းမြတ်ရဲ့ပန်းမြတ်ကိုအတိမပေးပါနဲ့ဆိုတော့အခုကိစ္စကိုပန်းမြတ်ကမသိချင်အောင်စောင့်နေရမှာလားစောင့်တော့ကြည့်ရမယ်ထင်တယ်နော် နင်းဘလို့ဖြစ်ရှင်လဲဒါမျိုးဆိုတာကပြဿနာဖြစ်လာရင်ဘလို့မှရှောင်လွှဲလို့ရမှာမဟုတ်တာလေဘယ်လောက်ထိစောင့်ကြည့်ရမှာလဲသူကရောဘယ်ချိန်မှ ပြောလာမှာလဲ သူမပြောခင်စေးကြောင်သားမျိုးဖြစ်လာရင်ဘာလုပ်ရမလဲအင်းတိတ်ကြကြကြီးတော့လည်းမဆောင်တင်ပါဘူးပေါ့ဟာအေးပါလေဟုတ်ပါတယ်သူကနင်းကို မသိစေခြင်းမူဆိုပေမဲ့နင်းပြောသလိုဓာမျိုးဆိုတာကတခြားအန်နီယယ်တွေကလည်းရှိသေးတာနော်နောက်ပြီးဒီကိစ္စကို အမေတီးလို့လုံးဝကိုမဖြစ်တာကိုဖြူအမေက သူ့သားကိုချစ်လဲချစ်ယုံလဲယုံဘာပဲဖြစ်ဖြစ်လေဘာကြောင့်ပဲဖြစ်ဖြစ်ဒီလိုဖြစ်နေတဲ့သားကြားကြည့်အမေခံနိုင်ရင်ရှိမှာမဟုတ်ဘူးဘယ်လိုလုပ်ရမလဲအကိုရား ဒီမှာကစိတ်ရှုံရှုံနဲ့ကိုဖြိုးကိုသာမိကိုများကိုစွမင်းနေမိသည်ထိုမိကိုများသည်ဒီမှာကိုယ်တိုင်လည်းဖြေရမည်မိကိုများလည်းဖြစ်ပါသည်ဒါမင်းကိုလူနာတယောက်လိုပဲသဘောထားရတော့မှဆိုတော့ကျမသားနှင်းစဉ်းစားရမည်ဆုံးဖြတ်ရမည်ဥဆောင်ရမည်။အော်ချစ်တဲ့သူရဲ့ကျမမျှော်လင့်မထားသောရန်ဝန်းမှ ဝင်လာသောစူးညောင်းခလုံးများ။ကိုဖြိုးတဲ့အကြကြီးငိန်နေရမှဘာမှမပြောတတ်တော့သူကျမကိုနှုတ်ဆက်သည် ။ကဲညီမလေးရေစိတ်ကိုတော့ short ထားနော်။သူနဲ့စာရင်ငါတို့ကစိတ်ပုံမှန်တဲ့လူတွေမဟုတ်လား။သူ့ကိုကောင်းမှုဝိုင်းဝန်းကြတဲ့နေရာမှာပိုပြီးစိတ်ရှည်ရမယ်။ငါလည်းခဏခဏလာမယ်။အချိန်မီဖုန်းဆက်နော်။ဘာမှအမငယ်နဲ့။ကဲသူပြန်လာတော့မယ်။ငါလစ်ပြီးတော့ပန်းမြက်။ကိုဖြူပြန်သွားတော့ကျမငြိမ်ချမ်းရစ်သည်ငြိမ်မုံကအသက်မဲ့သလိုငြိမ်ကြီးမျိုးဟုကျမထင်ပါသည်။ဘာဆက်လို့ရမှမသိအောင်လဲလမ်းစားကပြောင်းနေကား ခံစားတလွန်သောကြောင့်မျက်ရည်လွယ်သောကျမတွင်ငိုစရာမျက်ရည်တောင်မရှိတော့ဖြစ်ရလေလားမင်းရဲ့သူကချင်းလွန်သောကြောင့်အလုံးလုံးရာမှာစိတ်ရွှင်လန်းတကြွလွန်သောကြောင့်ဖြစ်ရသည်ဆိုသောကြောင့်ပြချက်ကို ကျမမယုံစရာမရှိပါဘူးတို့ရာတွင်သူဤချစ်ချင်းသည်ချစ်ချင်းမမီတော့တာကိုရောတိပါလီစာချစ်သူရဲ့ဘာပဲဖြစ်ဖြစ်ကျမသူ့ကိုစိတ်ရှိပါမည်တိခံပါမည်သူ့ကိုကယ်တင်ရပါမည်သူကျမကိုကယ်တင်ခဲ့ဘူးတာမိစရာလား မချင်မနေတဲ့တော့သူနှင်းကွေကွင်းရန်သူကျမကိုစွန်းစွန်းစားစားကဲခဲ့တာမိစရာမှမဟုတ်တာပြီးသူကကျမကြီးတသက်မှာတခါသာချစ်ခဲ့ဘူးတော့ချစ်ဆုံးသူပါလေဟောသူ့လေးချွန်းတယ်ကျမတကားခွင့်ရန်ထွက်လာခဲ့သည်ဟန်ဆောင်ဖို့မမင်းတော့မမင်းနဲ့တော့ဟူကိုဟာကိုအပီးလျက်ကျမတွတ်တွက်ကလေးလှမ်းထွက်ခဲ့သည်သူကလည်းဘာမှမဖြစ်သလိုပင်ဒီနေ့โอเคလားဟူစာမေးပွဲနေ့တိုင်းမှာမင်းနေကြမေးကိုနှင့်ကျမကိုနှုတ်ဆက်သည် မှန်မှာတော့နောက်ဆုံးနေ့မှာကလေးများကောင်းကောင်းဖြေနိုင်ကြတော့ကြောင့်ကျမတို့အားလုံးပျော်ပျော်ကြီးပြန်လာခဲ့ကြတာပါစိတ်ကိုအစင်သေးပြင်ထားသည်ကြမှာကျမသူ့ကိုဝမ်းသာအားရမကြုံနိုင်အေးဖြေနိုင်ကြပါလေဟုတာမန်ဖြေသာပေးနိုင်သည် သူကသတိထားမိပုံမပေါ်မလို့ထမင်းစားပြီးရင်ဟိုလန်းထိတ်ကကော်ပီယာဆိုင်ကိုသွားပြီးအကြီးမားတွေမေးကြမလားဟုဆက်ပြောသည် ကျမအချားလုံးတစ်မျိုးနဲ့စိတ်ထဲမှာ မရှုပ်ထွေးခြင်းတော့ကြောင့်အေးပါဟာဖြည်းဖြည်းပေါ့နောက်နေ့ဟုပြန်ပြောလိုက်သည် သူကလည်းထူထူးထူးပြောမနေတော့ဘဲအဝေလဲကအခန်းထဲမှာဝင်လိုက်ထွက်လိုက်ဘာတွေလှုပ်ရှုံနေမှန်းမသိတော်တော်လေးနေတော့ရေချိုးမယ်ပြီးရင်မမှန်စားမယ်ဟုပြောကာရေချိုးရန်ထွက်သွားသည်ခါတိုင်းဆိုကျမသူရေချိုးနေစဉ်ဟင်းဦးနှွေးခုခတ်ပြင်စင်လှုပ်ထားနေတော့လဲထိုးထဲပေါ်ရေလှုပ်ကျင်တော့အလုံးကျမမှာရှိနေသည်သူဆေးဖြတ်နေပါပြီဆိုသည်မှာအမှန်ဟုတ်မဟုတ်ကျမသိချင်သည်ဒါဆိုသူရေချိုးနေစဉ်ကျမလှုပ်ရှားရမည်သူ့အိမ်များကိုကျမရှာဖွေရေလုံတော်မည် မဟုတ်လေသူ့အိမ်များကိုကျမထီးသေးခိုင်းနေမရှိသူ့ကိုမယုံသင်ကလည်းတစ်ခါမှမဖြစ်ဘူးသူစည်းနှင်းသူ ကိုစည်းနှင်းကိုသားနေပြည့်ခဲ့သည်ခုတော့ကျမဆက်စုရပြီတော့မြည်မလုံချင်တော့လဲကျမသူဘာလုံးနေတယ်ဆိုတာသိဖို့လိုလေပြီလူနှစ်ဦးတည်းချစ်ချင်းထက်အရေးကြီးသောအရာရှိနေပါသေးလားထူရာကတော့ယုံကြည်မှုပင်ဖြစ်သည်မိများပင်ချစ်သည်ဟုဆိုစေကောင်းမူယုံကြည်မှုကြွယ်ပြောက်လျင်တန်လျာသည့်အလိုလိုဝင်လာတော့သည် ဝမ်းနေခြင်းများစွာအားနာခြင်းများစွာဖြင့်ကျမသူ၏အိမ်များထဲမှမတော်တဆသူဖွဲ့ထားမိထင်သောနေရာများကိုရှာဖွေပါသည်ဘယ်တော့ငါမှမကင်ဘူးကဲ့သောသူပစံအိတ်ကိုဆွဲယူလိုက်သည်အကန့်အကန့်တွေထဲမှပထမဆုံးထွက်လာတာကကျမ၏ဓပုံနောက်ပစံအနှင်းငယ်နောက်ဆိုင်ကယ်လိုင်းစဉ်ဟောတွေ့ပြီပန်းမြက်ပန်းမြက်နင်ဘာလုပ်နေတာလဲပန်းမြက်သူကအတန်ကုန်အော်ဟစ်ခါကျမကိုနောက်မှတိုင်းဖက်ပြီး ကျမလက်ထဲမှာအထုပ်ကလေးကိုဆွဆွဲသူသည်ပေးပါဟာအချစ်ရဲ့ပြန်ပေးပါပြန်ပေးပါသူကနှုတ်ကလည်းတောင်းလက်ကလည်းအတင်းလူအမမြတော့ကြောင့်အထုပ်ကလေးသူ့လက်ထဲသို့ပြန်ပါသွားသည်ကျမစိတ်ကိုထိန်လိုက်သည်ပြန်မလုပါဒါပေမဲ့သူ့ကိုကျမနာကျင်မှုများရောထွေးနေသောမျက်လုံးနှင့်ကျင်နာစွာငေးကြည့်နေမိသည်ပန်းမြက်ပန်းမြက်နေငါ့ကိုအဲ့လိုမကြည့်ပါနဲ့ဟာအဲ့လိုကြီးမကြည့်ပါနဲ့ သူကဝမ်းနေလှိုက်ပူတော့တန်းဖြစ်စကားဆိုသည် ကျမနေနိုင်ပါတော့မလားဘာလို့ဆရာများရှိတော့လို့လဲကျမသူ့ကိုပြေးဖက်ကားငူသည်ကျမတို့နှစ်ယောက်လှိုက်လှိုက်လဲလဲငူကြပါသည်ငါအတုံးမကြတာပါအချစ်ရဲ့ငါကိုရိုက်လိုက်စမ်းပါဒီပါကနင့်အနမ်းနဲ့မတန်ဘူးသီလားရိုက်စမ်းပါငါကိုရိုက်ပါဟိုသူကဘလုံးမထွေးပြောသည်ကျမကြီးလက်ကိုဆွဲကားသူ့ပါကိုတဖြန်းဖြန်းရိုက်စေသည် ကျမစိတ်ကိုထိန်ရန်တတိယပြန်သည် သူ့ကိုဖက်ခါသူ့ဦးကောင်းလေးကိုကျမကြီးပါလေးနဲ့အပ်ထားပြီးနင်ငါ့ကိုတကယ်ချစ်ရင်မတုံးပါနဲ့တော့ဟဲဟုတူတူလေးပြောပါသည်သူပခုံးပေါ်မှမျက်နှာသုတ်ပွားကိုယူကသူ့ကိုအင်ကြီးဝစ်ပေးသည်ကဲပါဟာဘာမှမတွေးနဲ့တော့နော်ခုချိန်မှာတော့နင်နေကောင်းမှုရဲ့အစစအရာရာအန္တရာယ်ကင်းမှုရဲ့ငါတို့လုပ်ရအောင်ဒီကိစ္စကိုအမေလဲသိလို့မဖြစ်ဘူးနေနော်ငါတို့အေးအေးဆေးဆေးဖြေရှင်းကြမယ်နော်လာမယ်။ဟုတ်ကျမစူးစမ်းပြီးပြောရပါသည်။ သူကငြိမ်နေသည်ဘာတွေများ တွေးနေသည်မသိပန်းမြက်ပန်းမြက်နင်ဘာလို့ငါဘောတလောက်ကောင်းနေရတာလဲနင်သိရင်မိုးမီလောင်အောင်ဒေါသဖြစ်မယ်လို့ငါတွေးထားတာနင်စိတ်ဆူဆန်းမှာဟာနင်မကြိုက်ဆုံးကိုငါလုံးမိတာငါအလကားကောင်ဟူဆိုကသူ့လက်ထဲမှာအထုပ်ကိုလှုပ်ပြသည်သူ့နောက်မှာရှိသောအမှန်မီတို့ကိုဒိုင်းတိုင်းမီအောင်ထိုးတော်သည်ကျမမှာအပြေးလွှားအတင်းပြေးဆွဲသူခန္ဓာကိုယ်တစ်ခုလုံးကလည်းနတ်ဘူးသလိုဆက်ဆက်တုံလို့ သူလည်းမာလဲတွေးတန်ရဲရဲနဲ့မှန်စားတွေလဲကွယ်လာမင်းရဲ့သတိထားပါဟဲ့ငါတို့ကချစ်သူတွေလေနမရလေဘာလို့စိတ်ဆိုးရမှာလဲလာမင်းလာမင်းဒီခုံလေးပေါ်မှာထိုင်စမ်းဟဲ့နင့်ကငါစိတ်မဆိုးစိတ်မဆိုးဘူးဒါပေမဲ့နင်အဲ့လိုခံစားပြနေငါသေးလိမ့်မယ်ကျမသူ့ကိုအတင်းဖက်ထားကသူစိတ်ငြိမ်အောင်ခနာထားပြီးရေးအေးလေးတိုက်ရသည်သူလည်းကသွေးထွက်တာတော်တော်လေးများတော့ကျမလည်းမလုံတတ် လာမင်းငါစီစီစီဖုံးဆက်ခေါ်မဖြစ်မယ်နေတရားတွေကများတယ်ဟုပြောပြောဆက်ဆက်ဆက်ရသည်စီစီကိုငโกတဲကသူခင်းသောကြောင့်မငင်းနာပင်ကျေးဇူးတင်ရပါသည်ရဲ့မကြာမီစီစီရောက်လာသည်စီစီရေလာမင်းတို့အရန်ကိုရေးကြည့်နေတို့ငါစီကိုအမြန်ဆုံးရအောင်ပြေးလာခဲ့ပါဟုသာဆက်လိုက်သောကြောင့်စီစီမှာပြူးစုစရာကုသစရာဘာမှပါမလာခဲ့စီစီကလည်းဘာကြောင့်ဖြစ်တာလဲဟုမမေလာဟာကားပေါ်တက်ကြငါစီကံရောက်မှအကုန်လုံးလို့ရမယ်ဟုဆိုကား လာမင်းဤလက်ကိုပစိုးတန်းတန်းတစ်ထည်ပေးဟူတောင်းပြီးတိုင်းလိုက်သည်တလန်းလုံးကားပေါ်မှာလဲစကားတခွန်းမှမပြောပြည့်စီစီကသူစီကန်းမှာလာမင်းဤလက်ကိုနှစ်ချက်ချုပ်ပေးပြီးတောက်စရာဆေးများကိုပေးသည်ပြီးမှနင်းတို့အချစ်ဆန်းကြတာလားဟု ရေကာမောကာနှင့်မေးသည်လာမင်းကကျမကိုကြည့်ကပန်းမြက်အကုံသာပြောပြလိုက်ပါတော့ဟုဆိုသည်သူစကားသည် ကျမမျော်လင့်တန်းတာမိသောစကားပင် ကျွန်မကကိုဖြိုးရောက်လာဒီမှာစား၍နောက်ဆုံးခြေနေသည့်မချွေမချမ်းအကုန်ပြုတ်ပြလိုက်သည်။ဇေဇီကတည်တည်ချာချာနားဆိုင်ထောင်သည်။ကဲတငယ်ချင်းပြီးပြီးသားကိစ္စတွေကိုမေးလိုက်တော့ငါတို့ရှေ့ဆက်ဘာလုပ်ကြမလဲတိုင်ပင်ရအောင်ဟုအေးအေးဆေးဆေးပြောသည်။သူကတော့လက်နာတော့ကြောင်လားစိတ်မငြိမ်တော့ကြောင်လားမသိငြိမ်နေသည်။ကျွန်မကကြံပေးပါအောင်စီစီရဲ့တို့တော့ဘာလို့ရမှန်းကိုမသိတော့ပါဘူးဟုသူရှေမှာပင်အကူကြီးတောင်းလိုက်ရသည် သူကကျမစကားကိုနားမထောင်အောင်တော့ဆရာဝန်ကြီးစကားကိုတော့နားထောင်ရပြီ။မင်းစိတ်ကိုမင်းဘလောက်နိုင်နေဆိုပေမဲ့မင်းတုံခဲ့တဲ့စိတ်ကိုတော့မင်းလွန်ဆန်းနိုင်အောင်မဟုတ်ဘူး။မင်းရဲ့ကိုယ်ခန္ဓာအတွက်ရောမင်းရဲ့လူမှုရေးအတွက်ရော အမြဲဆုံးကုပြစ်လိုက်မှအဆင်ပြေမှာစေုံတော့တက်ရလိမ့်မယ်။ဟာဘယ်ဖြစ်မလဲငါစေုံတက်ရင်ပန်းမြတ်တယောက်တည်းအตาနေစမ်းမှာလာမင်းရဲ့ဟိုကဆရာဝန်ပြောတာကိုတည်တည်ချာချာနားထောင်ဒီချိန်မှာနင့်ထက်အရေးကြီးတာဘာမှမရှိဘူးဟု ကျမကသူ့ကိုဈေးဈေးအားကိုနဲ့ဝင်ဟောက်ပြလိုက်သည်ဟုတ်တယ်လားမင်းမကြပါဘူးကွာတပတ်ဆယ်ရက်ပေါ့ကျန်တဲ့လူတွေကဘာဖြစ်ဖြစ်ကြည်စီစဉ်လို့ရပါလေခုဈေးဈေးကလည်းတီတီကြီးကြီးဝင်ပြောတော့သူငြိမ်သွားသည်စိတ်ကျမ်းမာရေးစေုံမှာငါတငယ်ချင်းဒေါက်တာအောင်ခိုင်ထွေးရှိတယ်ငါသူနဲ့ချိတ်လိုက်မယ်ငါကိုယ်တိုင်လိုက်ပို့ပေးမှာဘာမှစိတ်ပူစရာမရှိဘူးဟုဆက်ပြောသည်ပြီးတော့ကဲမင်းကိုငါဆေးထိုးပေးဦးမယ်ဟုဆိုပြီးဆေးထိုးပေးသည် ပြီးကျမတို့ကိုပြန်လိုက်ပို့ရပြန်သည်ကားပေါ်မှာလည်းအတွေးကိုစီနှင်းပင်အိမ်ရောက်တော့စီစီကကျမတို့ကိုချပြီးလှည့်ပြန်မသွားကားပေါ်မှာဆင်းကလာမင်းကိုတွဲခေါ်ပြီးအိမ်ထဲထိလိုက်လာသည်လာမင်းတယောက်ကအိတ်ရှင်မှုသူလာမင်းအိတ်တော့ကွာဟုပြောရုံမျှမကစီစီကအိမ်ရာထဲထိလိုက်လာကဒံယာနှင်းလက်ကိုမခိုင်းမိအောင်အနေထားပြုပြင်ပေးပြီးတည်တည်ချာချာတိတ်သည်ခနာဆောင်ကြည့်ပြီးသူအိတ်ပြောသွားတာတေချာမှလာပန်းမြက်သူအိတ်သွားပြီး ဆက်ပြီးတိုင်မရမှမို့ငါတမင်သိပ်ပေးလိုက်တာကျမဖြစ်စီစီကိုထိုင်ရှေခိုမတက်ကျေးဇူးတင်နေမိပါရဲ့နင့်အခဲခဲကသူ့အတွက်အဆောင်ထည့်ပေးဖို့ပဲဖြစ်မယ်ဆိုတော့ကျမငိုင်ရပြီသူ့ညီရှိသလားလို့ရှိတော့ရှိတယ်စီစီရဲ့ဒါပေမဲ့အမိကိုမသိစေချင်ဘူးငါဘာလို့ရပါမလဲတခြားရောသူ့ကိုချစ်ခင်တဲ့တငယ်ချင်းတွေဘာလို့မရှိဘူးလားအော်အေးဟုတ်သားပဲရှိတယ်ငါပြောပြတဲ့ကိုဖြိုးလေးဒါဆိုအခုဆက်ကြည့်ပါလား ငါသူ့ကိုနဲ့ဖြံကိုပဲအပြက်ဖြတ်ပေးချင်တာဟုဆိုတော့ကြောင့်ကိုဖြိုးထံသို့ဖုံးဆက်ရပါသည်ကိုဖြိုးကပြောပြောချင်းပင်ပန်းမြက်ရင်ငါကူထွက်လာခဲ့မယ်ဆိုတော့ကြောင့်ဇေဇေကကိုဖြိုးကိုစောင့်သည်ကိုဖြိုးကခုလိုမြန်မြန်ကြီးလှုပ်လိုက်တာတအားကိုကောင်းတာဘာမှမမူနဲ့မနဲ့ဖြံငါလိုက်စောင့်ပေးမယ်သူနေသားကြာသွားတော့ငါချာတိတ်တယောက်နဲ့လဲပေးလို့ရတယ်ညီမလေးဘာမှစိတ်မပူနဲ့ အာဘိသူများ၏စေတနာကိုလေးစားရလွန်သောကြောင့်ယေရှုတင်မာတဲ့ဟူသောစကားနှင့်ပင်မလုံလောက်နိုင်။တငယ်ချင်းကောင်းနှစ်ယောက်ကကျမကိုစိတ်အေးထားရန်တန်တန်မှားပြီးပြန်သွားကြလေရဲ့။သူတို့ပြန်သွားသောအင်စကားများကိုတည်တည်ချာချာလိုက်ပေရသည်။မဟုတ်လင်းတော့ဒါသူတောင်းဝင်။သူသည်တမဟုတ်ချင်းပင်မိကိုယ်သူတယောက်ဖြစ်သွားခဲ့ပြီ။ဆိုတာကိုများသိလျင်ပူ၍ဝမ်းနည်းပေလိမ့်မည်။စည်စည်ထိုးပေးသောစီတကူကြောင့်သူကတော့အပူပင်မဲ့စွာအိတ်နေလေပြီ။ ကျမသူ့ဘူကြီးကတန်ဝင်ကများတောင်ရမိပါရဲ့လူတရားအကောင်းမှမကောင်းသူပြောင်းရန်တိတ်တော့စဉ်းစားမိမဟုတ်ကိုစောနှင်းကိုလှုပ်ပြလိုက်ကြသည်ပင်တယောက်စားမားကိုတယောက်ထဲပင်လှုပ်ခဲ့သည်ထားလှုပ်တော့လှုပ်သည်ကောင်းမှုမဟုတ်လင်တစ်ချိန်ချိန်မှာတော့မကောင်းမှု၏အကျိုးဆက်ကိုကိုကိုတိုင်းပင်ပြန်လဲလက်ခံရစမည်ပြန်လဲကောင်းမှုအောင်အမှားပြင်သည့်ခါမှာတော့တယောက်ထဲနှင်းမပြေးနိုင်တော့ ထိုသူ၏အရေးသည်နိစ္စရာဝင်းကျင်ကိုမှောင်မဲသောအရေးနှင့်တူဒုက္ခများစွာကိုပါဝင်ငှနေတော်သည်။ကျမသည်လာမင်းနှင့်အနီးဆုံးလူဖြစ်သောကြောင့်ကျမ၏နှလုံးသားပေါ်မှကြာသောအရေးမဲကိုလက်ခံကျင်သောရှိလက်မခံကျင်သောရှိလက်ခံရပေမည်။ကျမကသူ၏ချစ်သူဖြစ်နေသောကြောင့်လူလူလားလားလက်ခံလိုက်ပါမည်။သို့တော်ကျမတယောက်တည်းနှင့်ဘယ်မှပြီးလို့လဲ။ကျမတို့၏ပတ်ဝန်းကျင်နှင့်ပါရလေတော်သည်။ကိုဖြိုးတို့ဇေဇေတို့ရောပေါ့။ ဒါကတော့ကျမနဲ့အနီးဆက်ဆုံးလူတယောက်စာအမှားမာစင်မာတခဏလေးပြင်တော့ဘလောက်ကြောင်းမြင်မသိနိုင်ထို့အတူလူတစု၏အမှားရက်ွက်တစ်ခု၏အမှားလူတစ်မျိုးနိုင်ငံတစ်နိုင်ငံအမှားပြင်းနေအချိန်ယူရမည်အားလုံးကဝိုင်းပြင်းရမည်စိတ်ရှည်ရမည်နားလည်မှုများအများကြီးလူသည်ဆိုသောအကြောင်းကိုကျမ၏ချစ်သူအားပြောပြခြင်းလာပါသည် ကျမကိုဘသူကစူပေးမှာမို့လဲဟုမေးတော့သူမေးကိုကျမကတော့သူအဖြစ်တင်းနဲ့ဥပမာပေးကပြောပြချင်နေမိသည်ဆိုရင်စိတ်အမှန်ကြီးရန်ကိုဟုထင်နေမလားရစရာများကြလိမ့်မလားဒီချိန်မှာတော့မလစ်ဟာသေးပါလုံလုံချုံချုံတင်းထားမှာပါချစ်သူရဲ့ကျမကတော့ဆိုင်ဆိုင်မြဲမြဲရောက်လာတော့ချစ်သူဤဒုက္ခကိုကြည်ကြည်နက်နက်ပင်လက်ခံလိုက်ပါမည်ပြီးသူစိတ်ကိုကျမအစင်ဆုံးတန်သွားအောင်လဲကူညီမည် တပွားလုံးနားလည်မှုများနှင့်လက်တွဲမိကျမ၏ဖြူစင်သောမေတ္တာကြောင့်သူတပွားလုံးငြိမ်းချမ်းစေရမည်ဟုလည်းယုံကြည်ထားပါသည်ဒါဆိုပြဿနာများအလုံးပြီးဆုံးသွားပြီလေလားနောက်ထပ်ဆိုးကျိုးတွေဘာတွေများထပ်ရှိအောင်မှာပါလေလက်ခံရန်အသင့်ပါလေနန်းနဲ့စောစောထားကသူ့ကိုကလေးတယောက်ပြုစုသလိုပြုစုရပါသည် သူ၏ညာဘက်လက်မှဒဏ်ရာများကြောင့်မျက်နာတိတိမှအစအစအစအရာရာကျမပြုစုရသည် နေဟာငါရဲ့ကာကြိုးရိုကလေးပါဟုကျမကတချင်းလေးကိုဆူပြတော့သူကမချီပြုံးကလေးနှင့်တုံပြန်သည်နနေစာကျွေးစေးတိုက်အဝင်လဲပင်သူ့တွဲတပတ်စာလအဝင်များနှင့်အသုံးဆောင်ပစ္စည်းများကိုပါထက်စကားပြောရန်အချင်းမရှိသလိုအလုံးများကိုစက်တိုက်လို့ရသည် သူကတော့ငြိမ်လို့ငါမရှိတဲ့ရက်တွေမှာနင်းဘလူနေမှာလဲပတ်မြက်ရဲ့ဟုသူကအတန်တိုးတိုးနှင့်မီးသည် ကျမအလူကတော့တယောက်တည်းပင်အေးအေးဆေးဆေးနေတော့မြည်ဟုဆုံးဖြတ်ထားသည် သူကထိုးသူမဟုတ် နေမမီတို့နဲ့သွားနေပါလားဟာဟုပြောသည်သူစိတ်မချဘူးဆိုတော့လေကျမမှာအလုံးမဖြစ်မလုံးမဖြစ်လုံရမိလုံများကတန်းစီနေတာကျမသာနေသည်တော့ကြောင့်သူ့အကြံကိုလက်ခံလို့မဖြစ်မဖြစ်ဘူးလေငါနောက်နေ့ကစာပြီးစာရီသွားစေရမယ်အမေတို့ဒုက္ခပုံနေမှာပေါ့ပြီးတော့အမေကိုတတ်နိုင်ဆုံးအတိမပေးပဲထားခြင်းနဲ့ငါတို့လူငယ်တွေကဘာပဲဖြစ်ဖြစ်ခံစားနိုင်နေအမေကိုငါတို့အကြောင်းတော့စိတ်မစင်းရဲစေခြင်းမူဟုပြောတော့သူတွေ့သွားသည် ငါပြောမယ်လာမင်းရဲ့နင်အမေစီကိုခုဖုန်းဆက်လိုက်ပါလားအလုံးနဲ့တပတ်ဆယ်ရက်လောက်ခီးထွေးရမှာမို့ငါကူပါခေါ်သွားမယ်ဘာညာပေါ့ဟာသူအနေငယ်လန်းလာသည်တော်လိုက်တဲ့ငါမိမအုပ်စုကအမေထန်းတို့သူဖုန်းဆက်သည်အကြကြီးဖုန်းကွယ်ထားရမဖြစ်နိုင်ဘူးသိတော်လဲသူကောင်းသွားမှတိလူကတိပါစေအမေကိုမတီးသေးသမျှစိတ်ချမ်းသာနေပါစေဦးသဘောထားကကျမတို့နှစ်ယောက်စိတ်တူကိုယ်တူညာလိုက်ကြပါသည်အခန်းကိုစိတ်ချမ်းမာရေးစေရုံ နှခမ်းမွေးဆဆအသားညဉ့်ညဉ့်နှင့်ဒေါက်တာအောင်ခိုင်ထွေးသည်ကျမတို့ကိုအတင်းဆောင်ကြိုနေသည်ဆရာကြီးထူချာမှုကလူနာကိုရင်းနှီးနှီးခင်ခင်မင်မင်းနှင့်ကျင်နာစွာဆက်ဆံခြင်းပင်စေယုံဝင်မှအေးစက်နေသောချစ်သူ၏လက်ဖျားလေးများကိုကျမတင်းတင်းလေးဆုပ်ကိုင်ပေးထားသည်သူဘာပဲဖြစ်ဖြစ်စိတ်လုံးရှားမည်သို့တော်လည်းစေယုံ၏ရုံငန်း내ကိုရောက်သောအခါဆရာ၏နှွေးထွေးသောကြိုဆိုမှုကြောင့်သူမျက်နှာကတက်တောင့်တက်တာရှိနေသည်။ လိုက်ပူပေးသောစီစီကလည်းဘာမှမထူးခြားသလိုပေါပေါပါပါဖြစ်ရန်စားလိုက်နောက်လိုက်စိတ်အားပြေသောဆရာဝန်များကိုကျေးဇူးတင်ရပါသည်ဒေါက်တာအောင်ခိုင်တွေးကသူ့ကိုမိကိုများစာမေးတော်သည်နာမည်ဘလို့ခေါ်သလဲဘယ်မှနေလဲဘယ်တော့ကစသုံးပြစ်တာလဲဘာတွေသုံးတာလဲတောက်တာလားရှူတာလားဘလို့ခန်းစားနေရလဲသူတီလားသူတီလားစသည်ဖြင့်ကျမတို့အကြောင်းကိုလည်းမေးတနေရာတဲကတရာတဲကခုနှစ်ကိုနှုတ် ရတဲ့အဖြေတွေကခုနှစ်ကိုထန့်နှုတ်သူကမိသမီးအားလုံးကိုဒူဒူတောက်တောက်ဖြေနိုင်တော့ဆရာမကယူရှင်လာပေးတယ်ထင်တယ်ဟုဆရာကရေစရာပြောလိုက်သည်နောက်တော့ပစ္စည်း၅မျိုးလောက်ကိုဆရာကပြောပြီးမှတ်ခိုင်းထားသည်ချက်ချင်းပြန်မမေးဆက်ပြီးအချားမီကိုများကိုမေးပြန်သည်လာတလောဖြစ်ပြနေသောမြန်မာနိုင်ငံပြည်တွင်းကအဖြစ်ပြများပြည်ပနှင့်ဆိုင်သောမိကုံတချို့ပြီးမှအမှတ်ခံထားသောပစ္စည်းငါးမျိုးကိုပြန်မေးမိကုံများမေးလိုက်ဆရာကမှတ်လိုက်နှင့် ငါကြီးဝဲနီးပါးသူကြီးစိတ်ကိုတည်တည်ချာချာစစ်သည်သူဖြေနိုင်တာလည်းရှိမဖြေနိုင်တာလည်းရှိသူဘာကြောင့်ဆေးသုံးဖြေချောင်းကိုပြောတော့ခါမှာတော့ကျမမျက်နှာပူရသည်သူရွေကြဲများသူအိမ်မက်များကိုမျက်စိမှိတ်ခါဖြည်းဖြည်းချင်းပြောနေပုံကဆရာကိုတီးစီလိုသည်လားကျမကိုတီးစီလိုသည်လားမတွေ့တဲ့ဆရာကသူစကားများကိုလေးနဲ့ထားကနားထောင်ပေးသည်ကိုဖြိုးနှင်းစီစီတို့ကလည်းငြိမ်လို့ ကျွန်တော်ထူပြီးပြောပြစရာမလိုလောက်အောင်ကိုပဲတီနာလဲတဲ့သူတွေပါနော်လူလူချင်းပြောရမယ်ဆိုရင်တော့ဘာကြောင့်ပဲဖြစ်ဖြစ်ဒါဟာလူတိုင်းအတွက်အန္တရာယ်ပဲတည်ရင်တည်တည်ချင်းဖြတ်ရမှာပဲကိုလာမင်းခမားကန်ကောင်းပါလေဒီမှာတည်တည်ချာချာလေးစေးတောင်းမယ်အနာယူမယ်ဒါပြီးရင်ကောင်းသွားပြီဟုဆရာကပြောတော့ဟုတ်ဆရာကျေးဇူးတင်ပါတယ်ဆရာတို့စေတနာကို နားလဲလဲပါတယ်လိုက်လဲလိုက်နာပါမယ်ဒါပေမဲ့တစ်ခုလောက်တော့ပြောပြရစီပြောပြ ျွန်တော်ကတော့ဆရာတို့စီမှာအဆင်ပြေနေမှာပါကျွန်တော်အမျိုးသမီးကတော့တယောက်ထဲနေဖို့ကျွန်တော်မှာဘလို့မှစိတ်မချနိုင်အောင်ဖြစ်နေရလို့ဆေးကိုနေတိုင်းလာပြီးတောက်လို့မရဘူးလားခမယာဟု လာမင်းကအေးဆိုနေပြန်သည်ဟုတ်တော့အလုံးအစင်ပြေပြီးမှဒီလာမင်းတယောက်ကဒုက္ခပါပဲလာမင်းတော်ပြီကွာမင်းဘာမှမပြောနဲ့တော့ဒီလိုဖြစ်လာအောင်ဆရာတွေအချိန်ကုန်ခံပြီးမင်းကိုတည်တည်ချာချာကယူဆိုင်နေကြတာအာနာစရာပန်းမြက်ကဖြစ်အောင်နေနိုင်တယ်ဘာမှပူစရာမလိုဘူး မင်းအေးစစ်စစ်နေတော့ဟုကိုဖြိုးကဝင်ပြောသည် ကျမကလည်းငါဖြစ်တယ်ဘာမှတွေးမနေတော့နဲ့ဟုဝင်ပြောသည်ဆရာကအချိန်ဆွဲမနေတော့ပဲကဲလာသွားကြစို့ဟုခုံမထားကသူဘာမှမပြောတာတော့ကျမတို့အားလုံးသူနေရမိနေရသူလိုက်လာခဲ့ကြသည် သူကကျမနာကိုကပ်၍ချစ်လေးနင့်အိမ်မက်တွေကိုငါခိုးတယ်လို့ထင်သွားလားယင်ဟုမေးသည်ဘာလို့ခိုးရမှာလဲနင်မခိုးပါဘူးနင်မခိုးဘူးငါဘယ်တော့မှအဲ့လိုမထင်ဘူး စိတ်ရှင်းရှင်းနေနေနေကောင်းရင်ဘာဆိုဘာမှမလိုဘူးနော်လာမင်းခုကျမတည်တည်ချာချာပြောပါသည် သူတို့အိတ်ဆောင်ကအမျိုးသားအိတ်ဆောင်ဆိုတော့ကျမဝင်လိုက်သွားလို့မရတော့သူတို့အလုံးဝင်သွားကြသည်ကို ကျမအပြင်းမှဆောင်ရပါသည်အတန်ကြာတော့ဆရာနှင်းစီစီပြန်ထွက်လာကြသည်ဆရာကနေ့စဉ်တွေ့လို့ရတယ်နော်ဒီနေရာမှာပဲဧည့်သည်တွေ့ဖို့လုပ်ပေးထားတယ်သမင်းဘာညာလာပို့ခြင်းနဲ့ရတယ်သူစိတ်ကိုတည်တည်ချာချာအနာပြေုံမှာပဲစိတ်မကောင်းမဖြစ်နဲ့နော် ဟုကျမကိုလည်းအားပေးပါသည်ကျမတို့ပြန်ခဲ့ကြသည်ဇီဇီကကျမကိုကြောင်းထီလိုက်ပို့ပြီး ကဲပန်းမြက်ရီဘာမှထူပြီးပြောစရာမလိုဘူးနော်အချိန်မီဘာဖြစ်ဖြစ်ပြောကပြန်သွားသည် ကျမတကားများကိုဖွင့်လိုက်သည် ကျမကိုကြိုနေကြသည်ကြိုနေသည်များကတော့မရှိခြင်းများစွာအဓိကတော့သုံးရန်ငွေတပြားမှမရှိ ပြေနေသည်ကတော့မဖြစ်မနေကျမဆက်လုံးရမည်အလုံးများ ပထမဦးစွာဖေဖေအမွေဖြစ်သောရွှေဆွဲကျိုးကိုရောင်းရန်ဖေဖေဝယ်ပြီးခဲ့သောဘောက်ချာများကို ရှိမှရှိပါသည်ရဲ့လားဟုရှာရသည် တွေ့ပါပြီခီပေါက်တလူတောင်ဝမ်းသာသွားမိပါရဲ့ကျမဘာကိုမှတွေ့တာမနေနိုင်တော့ရှေ့ဆဲရမိခရီးတွေ့ကျမဤပိုင်ဆိုင်မှုများမှရွှေကိုရောင်း၍ဝေသားပေါ်ရမည်ပြီးအကြီးမားတွေ့အလုတ်ကိစ္စပြောပြရမည် သမီးဖူးဖူးလေးကိုသွားတွေ့ရမည် နောင်နေစာမေးပွဲအဖြေလွှာများကိုသွားစေရမည်။ပြန်လာရင်ချစ်သူလာမင်းကိုသွားတွေ့ရမည်။နောင်နေနောင်နေနောင်နေချစ်တဲ့လာမင်းရေငါရဲ့အိမ်မက်ကြီးကြီးကိုပြန်လဲဖန်ဆုံးနိုင်မှုနေ့စဉ်အလုပ်အိမ်မက်တီးတီးလေးတွေနဲ့မြားယူနေလိုက်တော့မယ်။ဝင်းဝင်းမြင့်နန်းတော်ရှိဟုတ်ကဲ့ပါရှင်။ဆ iam ဝင်းဝင်းမြင့်နန်းတော်ရှိရေးသားထားတဲ့ အိမ်မက်ခိုးတဲ့ညတွေဆိုတော့ဝတ္ထုကတော့ဒီမှာပဲဇက်သိမ်းသွားခဲ့ပါပြီ။အပိုင်းတစ်ကနေဇက်သိမ်းမှရောက်သည့်အထိနောက်ဆင်ပြီးခဲ့ကြတော့ကလစ်ကာမောင်နှမများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။